ော့ဒီညမှာပျော်လို့ဆိုပါခြင်းမဟုတ်ပါဘူးမှန်ပါတယ်ခင်ဗျာကျွန်တော်တို့တို့မတော်လို့လာရောက်ပြီးတော့ဖြော်ပြရင်းနဲ့လူခံပေးရတာပါမှန်ပါတယ်အခုရေကျွန်တော်တို့ရဲ့ရင်းချင်းပုံအဝင်နေတယ်နော်ဟုတ်တယ်ဗျာအားကြီးပျက်စီးဆုံးရှုံးသွားပြီဗျာကျွန်တော်တို့ကမှဝမ်းနေဖို့ကောင်းပါတယ်အတရားအနေနဲ့တော့ဒီလေးပြန်လာလို့တနေ့တနေ့ဒီကံကိုကျူနေတဲ့အဖွာကျူနေတဲ့ မြေတော်ကြီးတက်ခံပြီးတော့အဲဒီလိုကိုရှိုက်တာနေနဲ့ခေါ်ပါရဲ့ခေါ်ပါရဲ့အော်နေတဲ့ရေကြီးလေးကအတန်လေးညာဘလောက်လွမ်းဆုံးကိုပေါင်းပါတယ်ဗျာရင်ထဲမှာမချီအောင်ခံစားရက်ကျွန်တော်တို့ဖိုးရည်အရွယ်ကြီးတွေပါဖိုးရည်အရွယ်ကြီးတွေပါရှင်ဘုရား တမီးတော်ကိုမတက်ပါဆိုးပဲလို့လောင်းရမှာလေဗျာအပန်း600 800ကျော်ပြာတော်ငူသွားကြတဲ့အတွက်တန်းစီဆိုတာလေမရှိနိုင်တော့ပါဘူးခင်ဗျာဘုရားဘာသာဆိုတာလူမျိုးမရေဘာသာမရေလူတန်းနေကြတဲ့အလူကာရယူပါကြံဆိုတာရှင်တရားရှင်ပါပြုနေ အပါလေးစေပြုအမေကအဲ့ဒီရှင်တရားရှင်ပါပြုဖို့တင်းခန်းလေးဝယ်ပြီးပြီးသားရဲ့ကျော်ကျော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟောဆရာငါတင်တင့်ပြည်သူတွေအတွက်ပေါ့နော်ဟုတ်ကဲ့ငါလင်နာမည်ပြည်သူတွေမနေ့ကလည်းအလှခံပြစ်တယ်ဟုတ်ကဲ့ဒီနေ့လည်းအလှခံပြစ်တယ်မနေ့ကပဲမလာဘူးဆန်တယ်ဘလိုလေးရခဲ့တာဆရာအဲဘူးမနေ့ကပေါ့ကျွန်တော်တို့အလှခံဖြစ်တယ်အဲ့ဒါကြောင့်မော်လမြိုင်ဒီနေ့လေကျွန်တော်တို့ကိုလှမ်းပြီးတော့ကျူတယ်ပေါ့ငွေကြေးသိန်း200ပေါ့ အခုလည်းဒီနေ့မနေ့ကထွက်တာနဲ့ဒီနေ့နေရာအပေါင်းပါလေဟုတ်အောင်မဆိုရင်တော့ဒီကိစ္စပြီးသွားလို့ကြံပြီးတဲ့အထိပြီးသွားလို့ကျွန်တော်တို့အလူကံကိစ္စလေးပြီးသွားရင်တော့400လောက်တော့တက်မှာပါဟုတ်အဲ့တော့အဲ့ဒီ400လုံးအားလုံးကလည်းကျွန်တော်တို့တကယ်ကိုလိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့မြမဆေးပညာရှင်ဆရာကြီးတွေနဲ့ကျွန်တော်တို့ရုပ်ရှင်ဖွဲ့နောက်ပြီးတော့သုနာတာမကျွန်တော်တို့ကအာအကုန်လုံးပေါ့မျိုးလုံးခွဲစိတ်ချင်တယ်ဆိုတာရင်လည်းအခမဲ့အကုန်လုံးခွဲပြေးတယ်အခုဒါသုနာတာမလို့နာမည်ပေးထားတယ် အဲ့လိုဟာမျိုးပေါ့အသရွှေဦးဌာနမြင်နေတယ်အဲ့ဒီနာမည်လေးနဲ့ပေးထားတယ်ပေါ့အဲ့လိုပေးပြီးတော့အခုဒီကာလရဲ့ဘေးဒုက္ခအပေါင်းကိုပေးရည်ချွန်ဝေးရချင်းကိုကိုတိုင်းကအဖွဲ60 80အင်အားနဲ့ဒါနကုသိုလ်နဲ့ကိုတိုင်းကိုကြမိုးတဲ့လေးထဲမှာအလူခံပြီးတော့အဘတို့အဲ့ဒီရတဲ့ငွေကြေးကိုအရိကုတင်းမြတ်ရတင်းရောက်ရနေရာကိုသွားပြီးတော့ဆရာလေးနဲ့တူပေါ့နော်အဲ့လိုအဖွဲစီဟိုပေါ်ပုံမှန်မျိုးနဲ့သွားလှူကြမှာပါတော့အခုဟို စစ်ပေါင်းများစွာကြာမှဒီလိုဖြစ်တဲ့လက်ဆင်းပေါ့လေဟုတ်ကဲ့ကျွန်တော်တို့ဟိုတိုင်းပြည်သားလည်းပါပါတယ်ကျွန်တော်ရိုးရအောင်ဖြစ်တယ်ရောတာပိကဆောက်ပြီးတော့ပါပါတယ်ဟုတ်ကဲ့အဲ့ဒီလိုဖြစ်တယ်မှာဘယ်လိုခံစားရလဲဆရာခံစားချက်ဆိုဘယ်လိုပြောဟုတ်ကဲ့ဟုတ်ကဲ့ဘုရားရှင်ကိုရုံမြတ်လက်ထက်တော်တွေကကျွန်တော်တို့မဖူးဘူးခဲ့တဲ့ဖရားတွေလည်းရှိပါတယ်မဲခုနပြောလို့ပေါ့ဟုတ်လားအခုကျွန်တော်တို့မတက်ရက်နေတဲ့နေရာတစ်ချိန်တော့ရေပြင်းလေ အခုကျွန်တော်တို့ကမြေပြင်ပေါ်ရပ်နေရဖြစ်နေပြီလေအဲ့အတွက်ကြောင့်မို့အခုကျွန်တော်တို့နေတဲ့နေရာတစ်ချိန်လုံးကရေပြင်ဆိုတော့အဲ့ဒီမှာရှိရဲဟာလာနောက်ဖြစ်မဲ့မြေပြင်တွေရေပြင်တွေကအခုမြို့ဟောင်းတွေပေါ်လာတယ်အတိတ်ကဘာလဲဆိုတော့အဲ့လိုပေါ့ဒီအောက်မှာမြို့ရှိတယ်သူကအဲ့မြို့ရဲ့အောက်မှာရေရှိတယ်ပေါ့အဲ့လိုပုံစံနေနဲ့သွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကရှေးဟောင်းတမိုင်းဝင်ဆိုတာပြုပြင်လို့မရတဲ့ကိစ္စလောက်ကြံလို့မရတဲ့ကိစ္စနိုင်ငံတော်ကကဘာအဝန်းကနေပြီးအားလုံးကိုဆက်ကလေးတစ်ခုနဲ့တင်လိုက်တာနဲ့ဒါပဲနဲ့ ဟလာဒါဘလောက်ကြာပြီဆိုတော့တည်နေတဲ့ခေကြီးကာလာကြီးမှာတဲမုံလေးတပွင့်ချင်းတဲချင်းတူတာမှပြုတ်လုတဲ့တဲနဲ့ရှင်းတော့တဲနဲ့မတူဘူးဟာမအခုအောက်ခွက်တွေဖျားရဲဇေဒီတွေပြိုကျပျက်စီးသွားတယ်အဲ့ဒါဘာနဲ့ပြောမလဲဆိုရင်ဖျားဟောတဲ့အတိုင်းပါပဲစစ်တော်တာဝကတို့အတင်းတို့လွတ်လန်းဆိုတာဘယ်မှာရှိပါအာငါဖျားစီတာလျင်တောင်းဟာမခန္ဓာကိုယ်ပြက်ပြုံးပြီးတော့ခံစားရမယ်ဝေကျွေးကိစ္စနဲ့ရှိခဲ့ရင်အတင်းတို့ဘာကိုလူလားနေကြတာလဲ ကိုလိုကိုကိုလိုပြီးတော့ကိုစီရင်တဲ့ကိုနိဗ္ဗာန်တရားကိုရှုကြ။ဟာဒီဆရာတို့ဟိုလန်ဒန်တဲ့ဟိုတူဖို့ပေါ့နော်။ဟိုလောတဲ့နေရာတူဖို့ဆိုတာကဆရာဒါအချိုးကျောင်းနဲ့ပြောပြတာလည်းရှိတယ်။အဲဒါမဲ့တချို့ကျတော့ဒီကျော်ပြီးနဲ့အစီအစဉ်ကိုမကြိုက်ကြဘူး။ဒါဆရာတို့ကဘာဖြစ်လို့ထည့်ဖြစ်တယ်လို့ပြောပြမလဲ။ပြောလဲပြောတယ်ဆိုလဲဆိုပြတယ်။အဲ့ဒါပထမတော့ရှင်းလူကြီးစကားဆိုတော့အဘတို့ကရှင်းမီနောက်မီနဲ့တွားတဲ့အရွယ်လေးဖြစ်တယ်။ လူငယ်တဘာဝလည်းမဟုတ်ဘူးအဲ့ခုလိုအဲ့ဒါလေးစီစဉ်မှုအတွက်ကိုအဘ9ရက်တည်တည်လေ3နာရီလောက်ဆိုဆေးကုပြီးရတယ်ကားလေးတစ်စီးနဲ့အဘရန်ကုန်တမျိုးလုံးလျှောက်လက်လျှောက်ထွက်တာလျှောက်ကြည့်ရဘာလို့လုံးနေကြလဲလုံးကြည့်တော့ဟွန်နေရာမှာလဲဟွန်နေတက်ဒီနေရာလေးမှာလဲဟွန်နေတက်အဲ့လိုဟွန်လေးတွေပေါက်ကလေးတွေနဲ့လောက်ကင်နေကြတိကျတာထိုင်ကြည့်ရကိုနဲ့မလမ်းမကန့်လက်ဖက်ဆိုင်လေးမှာထိုင်နေသူပြောတဲ့ရှိရပြောတဲ့ဆိုတဲ့ရှိရဆိုပြီးလို့ရှိရင်ဘုံလေးတွေနဲ့ထွက်လာ ်အဲတချို့ဆိုဘောက်တွေဘောက်တွေတက်ပြီးအထိုင်ချပြီးတော့လုံနေကြတယ်အဲ့ဒီထဲမှာကိုကစိတ်ကဘာပြန်ဖြစ်လာဆိုဩဟာလာမအဲလမ်းစဉ်တစ်ခုကိုတွားနေတဲ့နေရာမှာသူတို့ကလည်းသူတို့ဓာလေးတွေလုတ်တယ်အဲ့တော့ငါတို့လိုတကြီးဝါကြီးနဲ့ဘာသာတရားရှိတဲ့လူတွေငါစူးစောင်းပြီးတော့လုံမှဖြစ်တယ်ညီမဆေးပင်ရရှင်ဒီဆရာကြီးတို့ရဲ့ဆရာကြီးတို့မှာဆေးတွေရှိရဲ့အခုဖြစ်နေဒေသကိုကျွန်တော်တို့သွားကြမယ်ဆရာကြီးတို့ဆေးပလင်းပေါင်းထုတ်ပေါင်းရားနဲ့ချီပြီးတော့ဆရာကြီးတို့လောက်ကြပါတော့ကျွန်တော်တို့ဒီသွားကြရအောင်အဲ့စိတ်တွေနဲ့ အမှုထွက်လာတာအမှုပညာစီအမှုပညာရဲ့ရလတ်နဲ့အခုလိုလေးတွေလူဖို့အခုလိုလေးတွေရဖို့သူ့အိတ်ကြီးကပတ်စံလေးတွေစေနာရှိလို့လူဖို့တော့အဘားတို့မှာအာမခံချက်ဆိုတာအမှုပညာသမားအမှုပညာခံအာမခံချက်ပဲရှိတယ်အဘားတို့အကုန်လုံးစင်းရကြမပြည့်စုံကြအောင်အဲ့တော့အဲ့ဒါလေးတွေလူဖို့တော့အဘားတို့တက်တဲ့ပညာလေးနဲ့တင်းတင်းလျောက်ပါတဲ့အတန်လေးတော့ဖွင့်ပြီးတော့အဘားတို့အလူခံတယ်ပြောပါတယ်ပြစ်တာနဲ့လမ်းလစ်သွားရင်လည်းအဘားတို့ ဖွင့်ဖို့မရှိဘူးပါပါလေးနဲ့သတိရနေတာလေးပဲအဘကိုလှုပ်ထားတယ်အဲ့လိုပုံစံလေးနဲ့ထွက်ဖြစ်တယ်ဆိုတော့အများအဘဘောရန်ကုန်မြို့မှာတော့အဖွဲ20လောက်ကအဲ့လိုထွက်တယ်အဲ့ဒါအဘအကောင်လုံးဖုန်းနဲ့ရိုက်တာရိုက်တာပြီးတော့မှအခုအဘနောက်ဆုံးထွက်တယ်အဲ့ဒီဘောပဲဟုတ်ကဲ့ဒီမှာကျွန်တော်မြင်ရတာ900တထောင်မဟုတ်ဘူးလေ900တပေါင်းကြီးအဲ့ဒီလိုသပိန်းကြီးများတယ်ဟိုလောကကြီးမှာဆော့ရပြောလို့ပေါ့သူတို့ကအရန်ခံစားချက်တွေရှိတယ်အဲ့တော့ ဟာဒီအဘတွေဒီအဖွဲ့ကြီးတွေလာတယ်သူတို့တွေတက်တက်ရဲရဲနဲ့စီကန်းကြနဲ့ဟာလာနောက်ဆုံးကျွန်တော်တို့ပြန်လာတော့မှကျွန်တော်တို့မိုက်တွေကျွန်တော်တို့ကောက်ပြီးသားတူတဲ့လူဆိုတာလည်းအစားဆုံးကြည်တာပဲဟာလာတူဒီနေရာလေးမှာပြောနေတာစုံနေတာနဲ့လုံနေတာနဲ့ကြည်ပြီးတဲ့ဆုံးဖြတ်ချက်တဲ့အခါကျတော့ငါးတောင်လူကျင်တဲ့လူကတသောင်းဖြစ်သွားဟာလာတသောင်းလူကျင်တဲ့လူကတသိန်းဖြစ်သွားအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အမှုပညာရဲ့အာမခံခြင်းနဲ့တင်ပြပုံရှင်းတဲ့အတွက်ကျွန်တော်တို့တွေတကယ်ရေးပေးတော့အောင်လဲလုပ်ခဲ့တယ် ဲ့ဒါလှူခဲ့တဲ့တန်းခဲ့ဆိုတိတဲ့အတွက်ကျွန်တော်တို့ကိုပြန်ပြီးတော့ခေါရိုးကျိုးတက်ကဲ့သို့မြင်နေပြီးတော့ဒီပုဂ္ဂိုလ်ကြီးတကယ်လောက်တာပါလားဆိုတော့စိတ်နဲ့လှူတာအာမခံချက်ကအဲ့ဒါပဲကျွန်တော်တို့အာမခံချက်ကအဲ့လိုပါမျိုးပဲကျေးဇူးပါဆရာဟုတ်ကဲ့ဆင်းရဲဟောစီကြံပွဲလူတွေမလို့အခုအခုပါတယ်ချင်တာဟဲ့ဖြစ်တဲ့ပြရမယ်ရမယ်ရာ Oh yeah. မသိရှာတဲ့တရားစင်မှာမသိရှာတဲ့ရောဂတိုင်းကိုရောဂါမမြင်တွေ့ရင်အဲ့ဒီအနေထား